ဒီနေ့ crypto exchange ဆိုတာပါလေကိုကျွန်တော်နည်းနည်းလေးအတိတ်ပဲဖွင့်ပြပေးခြင်း ਨੇ crypto exchange ဆိုတာကတော့ exchange ဆိုတဲ့နာမည်အတိုင်းပဲ crypto တွေကိုကျွန်တော်တို့အလဲအပြောင်းလုပ်လို့ရတဲ့နေရာတစ်ခုပေါ့သိကြရဲ crypto တွေကိုအလဲအပြောင်းမလုပ်ဖူးသည့်တိုင်အောင်ကျွန်တော်တို့အာ fiat currency တွေကို exchange လုပ်ဖူးကြမယ်လို့ထင်တယ်မြန်မာကျပ်ငွေကနေပြီးတော့ဒေါ်လာပြောင်းတာ ဒေါ်လာကနေပြီးတော့ကျွန်တော်တို့ time ပဲပြောင်းတာအစားရှိတဲ့ဖြစ်အစားရှိတဲ့ဖြစ်ပေါ့နော်အဲ့လိုမျိုးပဲဒီမှာကလည်း crypto တွေကိုကျွန်တော်တို့အလဲပြောင်းလုပ်လို့ရတဲ့နေရာတစ်ခုပေါ့ platform တစ်ခုပေါ့ဆိုတော့ဒီမှာတော့ digital ဈေးပွဲရုံကြီးတစ်ခုဆိုပြီးတော့တင်စားထားတယ်ပေါ့နော်အဲ့တော့ဘာတွေကိုအလဲပြောင်းလုပ်ကြလဲ crypto ဆိုရဲနာမည်တိုက်ပဲ bitcoin နေပါမယ် ethereum နေပါမယ်အဲတခြား US dollar နဲ့တန်ဖိုးတူညီထားတဲ့ USDT လိုမျိုး stable coin ပါမယ် ဒီလိုမျိုး token တွေကိုလည်းအလဲပြောင်းလုပ်လို့ရသလိုကျွန်တော်တို့မှာကမြန်မာငွေရှိတယ်ဒီမြန်မာငွေကိုအကျွန်တော်တွေကဒီ crypto အဖြစ်ပြောင်းချင်တယ်ဆိုရင် crypto exchange တွေကနေတဆင့် B2B လိုမျိုးနေရာတွေကိုသုံးလို့ရတယ် B2B တွေကနေတဆင့် crypto တွေကိုဝယ်လို့ရတယ်ပြောရမယ်ဆိုရင်ရှင်ကျွန်တော်တို့စမှာရှိနေတဲ့ fiat currency ကနေပြီးတော့ crypto ငွေကြီးအလဲပြောင်းလုပ်တာပေါ့အဲဒီလိုမျိုးပဲဒါကမှကျွန်တော်တွေက24/7နဲ့အကြောင်းဝယ်လို့ရတယ် ဒီ market ကြီးကပိတ်ရမရှိပါဘူးเนาะအာဆိုတော့အာ24/7အကြောင်းဝယ်လုပ်လို့ရမယ်ပြီးပြီစင်တကဘာလုံးအတိုင်းအတာနဲ့လည်းအကြောင်းဝယ်လုပ်လို့ရအောင်မယ်ဒါက crypto exchange ရဲ့အားသာချက်တစ်ခုပေါ့ကျွန်တော်တာမန်အဲ currency exchange ဆိုရင် ban နေနေဆိုရင်လည်း ban အတွက်ပဲသုံးလို့ရတာမျိုးတွေရှိတယ်ဒီမှာကသက်ဆိုင်ရာနိုင်ငံအတွက်ပဲသုံးလို့ရတာမျိုးတွေရှိတယ်ဒီမှာမဟုတ်ဘူး crypto exchange ကတကဘာလုံးအတိုင်းအတာနဲ့ အင်တာနက်ရှိတဲ့နေရာတိုင်းကနေပြီးတော့အကြောင်းပဲလုပ်လို့ရမယ်ပုံစံမျိုးဖြစ်ပါတယ်ဆိုတော့အာငွေကြေးကနေပြီးတော့ခရစ်တိုပြောင်းနေခရစ်တိုကနေငွေကြေးပြောင်းနေအဲ့လိုပဲခရစ်တိုအချင်းချင်းပြောင်းနေဒါတွေအကုန်လုံးကိုခရစ်တိုအချင်းချင်းမှာလုပ်လို့ရမှာဖြစ်ပါတယ်အာနောက်ထပ် slide လေးတောက်ပြပါအောင်ခင်ဗျာကဲဆိုတော့ကျွန်တော်တို့နောက်ထပ် slide လေးတစ်ခုပတ်ကြည့်လိုက်ပါမယ်ခရစ်တိုအချင်းအမျိုးအစားတွေပေါ့နော်ခရစ်တိုအချင်းလို့ပြောလိုက်တဲ့အချိန်မှာ အာကျွန်တော်တို့အမျိုးအစားအနေနဲ့အဓိကအဖြစ်နှစ်မျိုးခွဲလို့ရမယ်။ပထမတစ်ခုကတော့ centralized exchange လို့ခေါ်တယ်။အတူကောက်ကတော့ကျွန်တော်တို့ CEX လို့ခေါ်တယ်ပေါ့နော်။ centralized exchange နေမှာပါရီပါလေ။ centralized exchange ကဘယ်လိုမျိုးလုပ်လို့လဲ။အဲဒါလည်းဒီနေ့ညွှန်ပြပေးခြင်းနဲ့ centralized exchange ဆိုတာကတော့ကျွန်တော်တို့ဘိုးချုပ်ကင်မှုရှိရဲ့ exchange လို့ပြောလို့ရတယ်။ဆိုတော့ဒီထဲမှာ Binance ပါမယ်။ ပိုင်ဖြစ်ပါမယ် coin base ပါမယ် Binance တို့ Binbit တို့ကိုတော့ကျွန်တော် STB token holder တွေအနေနဲ့ကြားဘူးကြားမယ်လို့ထင်တယ်ကျွန်တော် STB page တွေမှာလည်းဒီ logo တွေဒီ name တွေနဲ့ပတ်သက်လို့တင်ခဲ့တဲ့ content တွေလည်းရှိရှိရှိခဲ့တယ်ပေါ့နော်အဲ့တော့ဒီ exchange တွေကတာမန် user တယောက်အတွက်ဆိုတော့သုံးရတာလွယ်ထဲမှာပါတယ်ကျွန်တော်မှ email account တစ်ခုရှိမယ် အာဖုန်းနံပါတ်တစ်ခုရှိမယ်ဆိုရင်ဒီအချင်းတွေကိုလွယ်လွယ်ကူကူဖွင့်ပြီးတော့အသုံးပြုလို့ရတယ်။နောက်တစ်ခုကကျွန်တော် decentralized exchange ပေါ့။ပြီးမှကျွန်တော်အားသာချက်အားနည်းချက်လေးတွေထပ်ပြီးတော့ဖြည့်ပြောပေးမယ်ပေါ့နော်။ decentralized exchange ဆိုတာကနာမည်အတိုင်းပဲဘယ်သူကမှချုပ်ကင်မထားတဲ့ဘူးထိန်းချုပ်မှုမဲ့တဲ့ exchange ။အဲ့တော့ decentralized exchange တွေမှာဆိုရင် Uniswap တို့ Pancake Swap တို့တစ်ချိန်လုံးကပေါ့နော်။အခုနောက်ပိုင်းနာမည်ကြီးနေတဲ့ DEX တွေထဲမှာဆိုရင် Hyper Liquid တို့ ester တို့အစရှိတဲ့ DH တွေပါလာတယ်ဆိုတော့ကျွန်တော်တို့ဒါက DH တွေ DH တွေကဘယ်လိုမျိုးအလုံးလုံးတလဲဆိုရင်သူ့ရဲ့အထက်မှာဒီကျွန်တော်တွေ company တခုကနေပြီးတော့ထိန်းချုပ်ထားတာမျိုးမဟုတ်ဘူး CH stream မှာကြတော့သူ့ကိုထိန်းချုပ်ထားတဲ့ company တခုအဖွဲ့အစည်းတခုရှိတယ်။အဲ့တော့ဘာနဲ့အလားတူတယ်ဆိုတော့ ဒီ CH တွေကိုတုံးချင်အဖြစ်ကျွန်တော်တို့ကဒီအဖွဲ့အစည်းစီမှာကိုယ့်ရဲ့ပိုင်ဆိုင်မှုတွေကိုပေးထားတယ်။အဲ့တော့ဘာလိုအပ်လာလဲဆိုဒီအဖွဲ့အစည်းတွေကိုဘယ်လောက်အထိကိုကယုံကြည်မှုရှိလဲ။အဲဒီဖွဲ့စည်းတွေက security အရဘယ်လောက်အားသာလဲ။ဒီလိုမျိုးအရာတွေကိုဆုံးဖြတ်ပြီးတော့ကျွန်တော်တို့ရွေးကြရတယ်ပေါ့နော်။ DH တွေမှာကျတော့အဲ့ဒီလိုမဟုတ်တော့ကျွန်တော်တို့မှာကိုယ်ပိုင် create လုပ်ထားတဲ့ကိုယ်ပိုင်ဖန်တီးထားတဲ့ crypto wallet တခုရှိဖို့လိုအပ်တယ်။အဲ့ဒီ crypto wallet မှာ အာကီးလို့ခေါ်တဲ့စက္ကလုံလေးတွေပါမယ်။ဒါနဲ့အလားတန်းတူလဲဆိုတော့ energy ပေးပုံစံမျိုးသုံးမှုတဲ့သူတွေဆိုရင်အဲ့မှာစက္ကလုံ12လုံးလို့အစားရှိပြန်တင်းချရတာရှိရပါတော့။အဲ့ဒီစက္ကလုံတွေလိုပဲ crypto wallet တွေမှာစက္ကလုံလေးတွေပါတယ်။အဲ့ဒီစက္ကလုံတွေကဘယ်သူမှပြလို့မရ။ဒီအကြောင်းတွေကကျွန်တော်ထင်တယ် day 2မှာပေါ့နော်။ကို crypto ကကို nis အာ share ပေးမဲ့အထက်မှာ crypto wallet တွေရဲ့အကြောင်းကိုအသေးစိတ်ပါလိမ့်မယ်။ အဲဒီနေ့မှာတော့ crypto wallet တွေလို့ပဲမှတ်ထားလိုက်ရှာတယ်။ဒီတိုင်းပဲအာကျွန်တော်တို့အာပေါ့ပါပါဘောနော်ပြောနေရလေးတခုကိုအာနားထောင်နေလို့ပဲတွေးထားလိုက်ရှာတယ်။အာတေးကြတယ်ကျွန်တော်ပြောတဲ့ဟာတွေအကုန်လုံးကိုအဲတချို့အတုံးလုံးတွေကိုတော့ကျွန်တော်အတတ်နိုင်ဆုံး crypto dance တွေမပအောင်လို့ပြောပြမိမယ်ဘောနော်။သို့တော့အာ crypto နဲ့ပတ်သက်တဲ့အတုံးလုံးလေးတွေအနေနဲ့ပါသွားရင်နားမလဲရမျိုးဖြစ်ကောင်းဖြစ်နိုင်တယ်ပြဿနာမရှိဘူး။ ရေဝူရသဘောတရားအရာဘယ်လိုအလုံးလုံးတည်ဆိုတာလေးတည်ထိုင်ရှာပြီပေါ့နော်အဲ့တော့အာဒီနေ့ကျွန်တော်တို့အခု central age chain နဲ့ decentral age chain နှစ်မျိုးရှိတယ်ဆိုတာကိုနားလည်သွားကြမယ်လို့ထင်တယ်အဲ့တော့နောက်ထပ်တစ်ခု central age chain ရဲ့အောက်မှာမှာ big cap ကပေါ့နော်အဓိကကတော့ big cap ကနေပြီးတော့သူတို့ရဲ့ second အတုံးလုံးနဲ့ marketing အရာပေါ့နော် dance lady တစ်ခုထုတ်ထားရှိရဲအဲ့ဒါကပါလဲဆိုတော့ universal age chain ဆိုတဲ့အတုံးလေးဖြစ်ပါတယ် ရှင်နီဘာဆယ်အဲရှင်နီဘာဆယ်ဆိုရဲစက္ကလုံလေးအတိုင်းပဲသူ့ရဲ့အချိန်ထဲမှာအာခရစ်တိုတခုရဲကိုပဲရှားတာမျိုးမဟုတ်ဘဲနဲ့တခြား traditional finance နဲ့ပဲကအရာတွေ DH တွေအကုန်လုံးကိုပေါင်းပြီးတော့ trade လုပ်လို့ရတဲ့ platform တခုဆိုရဲပုံစံမျိုးပေါ့နော်အာကျွန်တော်ခုနောက်ပိုင်းမှာခရစ်တိုနဲ့ပဲကခရစ်တိုတည်တာမဟုတ်တော့ပါ story ပြီးပြီဆိုရင်ကျွန်တော် commodity တွေရွှေတို့အရင်းနှံတို့အစရှိသဖြင့် access တွေကိုလည်း digital ပုံစံပြောင်းပြီးတော့ RWA အနေနဲ့အရောင်းဝယ်လုပ်လို့ရအောင် trade လုပ်လို့ရအောင်ဖန်တီးလာတာတွေရှိတယ်။ဘိုင်ဘင်းမှာဆိုရင်လည်းအဲ့ဒီလိုမျိုး trade လုပ်လို့ရအောင်ဖန်တီးနေရတွေရှိတယ်။ Bigam မှာဆိုရင်လည်းရှိတယ်။အဲ့တော့ Bigam မှာဆိုရင်အာ decentralized chain အနေနဲ့လည်းသူတို့ကဖန်တီးနေတာမျိုးတွေရှိတယ်။အဲ့တော့ DH တွေ CH တွေဒီလိုမျိုး traditional finance တွေအကုန်လုံးပေါင်းပြီးတော့ trade လုပ်လို့ရတဲ့ platform တစ်ခုအနေနဲ့ ် universal exchange ဆိုတဲ့အသုံးလေးကိုသုံးပြီးတော့တကယ်ကအာသူတို့ marketing အရာအသုံးပြုရပါဘောနော်ဒါက universal exchange မှာတကယ်တော့သူကလည်း centralized exchange ရဲ့ခေါင်းစဉ်အောင်မှာပဲရှိတယ်လို့ပြောလို့ရတယ်အဲ့တော့ centralized exchange ရဲ့ထုံးစံအတိုင်းပဲအာကျွန်တော်ကအသုံးပြုဖို့အတွက် email တွေ phone number တွေလိုအပ်တယ်ဒါအပြင်ဘာတွေထပ်လိုအပ်သေးလဲဆိုတော့အော်စတီမင်းဥပဒေတွေအရာပေါ့နော် anti money laundering လို့ပုံစံမျိုးဥပဒေတွေအရာကိုယ့်ရဲ့ access တွေကိုကာကွယ်ပေးဖို့အတွက်ဆိုတဲ့ရည်ရွယ်ချက်တွေနဲ့ know you are customer လို့ခေါ်တဲ့ KYC တွေတင်ပေးဖို့လိုအပ်တယ်။ KYC ရှိမှသာလဲကျွန်တော်တို့က DHA ချင်းတွေကိုအသုံးပြုလို့ရမှာဖြစ်ပါတယ်။ decentralized ချင်းတွေမှာတော့ KYC မလိုဘူး။အာ crypto wallet တခုရှိအောင်လည်းသုံးလို့ရတယ်။အဲ့တော့ဒီညမှာအာတခုရှိလာတာက centralized ချင်းတွေက decentralized ချင်းတွေနဲ့ရှင်းလိုက်မယ်ဆိုရင်ပွင့်လင်းမြတ်သားမှုအားနေတာမျိုးတွေရှိတယ်။ ဒီ centralized exchange တွေက blockchain ပေါ်ကနေပြီးတော့အခြေပြုပြီးတော့ကျွန်တော် smart contract တွေနဲ့အဲ level တာမျိုးဖြစ်တဲ့အတွက်ဒီလောက်သမား transition တွေလောက်သမား activity တွေက blockchain ပေါ်မှာပြန်စစ်ကြည့်လို့ရတယ်ပေါ့နော်။ဒါနဲ့ပတ်သက်လို့ရှိရက်ကကျွန်တော် crypto market crash ဖြစ်သွားတယ်ပေါ့နော်။ crash ဖြစ်တဲ့ဆိုတာကဈေးတွေထိုးကျတာကိုပြောတာပါ။အာ crash ဖြစ်တဲ့ဆိုတာတော်ရုံ ်ဒီနယ်ပယ်နဲ့ finance နယ်ပယ်နဲ့အလံဝေးတဲ့သူတွေဆိုရင်နားမလည်တာမျိုးဖြစ်မှာစလို့ပေါ့နော်ဈေးရအစမတန်ထိုးကျသွားတဲ့အချိန်ရှိခဲ့တယ်အကြောင်းကတော့ US ရဲ့သမ္မတဒေါ်နယ်ထရန့်ကနေပြီးတော့တရုတ်ကိုစီးကျက်ခေါ်တရားရခိုင်တော့ကောက်မယ်ဆိုတဲ့ကြေညာချက်ထွက်တဲ့အချိန်မှာ market ကဈေးရအဲရုတ်တရက်ထိုးကျတယ်ပေါ့နော်အဲ့ဒီလိုရုတ်တရက်ထိုးကျတဲ့အချိန်မှာကျွန်တော် trade position ကိုဖွင့်တာတယ် trade position ဖွင့်နေဆိုတာက အရောင်းဝယ်လုပ်ထားတဲ့ order တွေဖွင့်ထားကြရပါတော့အဲ့ဒီ order တွေက liquidation ဖြစ်ကုန်တယ်အရှုံးတွေဖြစ်ကုန်တယ်အရှုံးတွေဖြစ်တဲ့အခါမျိုးတွေမှာအ second buy လေးအတွင်းမှာတင်မယ်အဲ့ဒီလိုမျိုးအရှုံးဖြစ်တဲ့ position တွေကမနေမနောရှိသို့တော့ centralized exchange တွေကတစ်စက္ကန့်မှာတစ်ခုလောက်ကိုပဲအာဒီကျွန်တော် liquidation ဖြစ်တာတွေကိုဖော်ပြပေးနိုင်တယ်ဒါကို decentralized exchange တွေရဲ့ founder တွေဘက်ကနေထောက်ပြတာမျိုးရှိတယ် အရိုဒီစင်ထရလာအခြေအနေမှာဆိုရင်အဲဒီလိုမျိုး case တွေမရှိဘူးပေါ့နော်တကယ် liquidation ဖြစ်ပြီဆိုရင်လည်းဖြစ်ပြီမဖြစ်ဘူးဆိုရင်လည်းမဖြစ်ဘူးအကုန်လုံးကို transparency ရှိရှိစစ်ကြည့်လို့ရတယ်ပွင့်လင်းမြတ်တာမျိုးရှိရှိကြည့်လို့ရတယ်အာမင်းတို့ CHD မှာတော့ဒီလိုမျိုးမရှိဘူးပေါ့နော် CHD ကလည်းအဲဒီအချက်တွေကအားနည်းချက်တွေဖြစ်နေစေပဲဘာလို့လဲဆိုတော့သူတို့မှာကိုယ်ပိုင် server ဘောကနေပဲ runner ဖြစ်တဲ့အတွက်ကျွန်တော်တို့တွေတချို့ data တွေကသူတို့ဘက်ကထုတ်ပေးတဲ့ data လောက်ပဲတီးခွင်ရှာတယ်ပေါ့နော် decentralized အခြေအနေမှာကျတော့အဲ့လိုမဟုတ်ဘူးကျွန်တော်တို့ data တွေအကုန်လုံးက blockchain ပေါ်ကနေပြန်ကြည့်လို့ရှာတာမျိုးတွေရှိတယ်